။ပြင်းပြင်းလားပြင်းပြင်းလား။ချင်းနိုင်တော့ကတင်းကြရဲချင်းမကောင်းဘူးနဲ့ချင်းမကောင်းဘူးနဲ့ဆိုတော့အဲ့လေသမင်းစားနေတော့မရှိသေးဘူးရုပ်ရုပ်တက်တဲ့ကြောက်တဲ့အကုန်ဖြေရောက်ကုန်ပြီနဲ့နှုတ်ကတော့မကြရလဲဆိုတော့အချင်းပြေတော့အောက်မှာအကုန်ရှိဝေးနေကောအကုန်ပြေးတော့အဲ့အဲ့လောက်ပဲပြေးဟိုဘယ်လိုလဲတော့ဝင်ရတော့မရှိသေးဘူးပြောရလို့ကတော့တင်းချောင်းနေတာပေါ့သူ့ကိုဖမ်းမှဆိုလို့အဲ့လိုမျိုးဖြစ်သွားတယ် မျိုးတမျိုးတော့သူတွေကားတွေဖြည့်ချက်ညံ့နေပြီ KB နဲ့ရွှေကုတ်ကိုမြို့တင်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုအပီးတိုင်ဖယ်ရှားရှင်းလင်းမယ်လို့ကင်းနယ်ကြားဆောင်တဲ့ BGF ကပြောဆိုခဲ့ပြီးတဲ့နောက်ကြားဖြတ်လုပ်ငန်းခွင်မှာလောက်ကန်သူလူထောင်တဲ့ကြီးဟာနိုဝင်ဘာလ18ရက်နေ့မှာညာရင်းချင်းနေရာရှေ့ပြောင်းကြတဲ့အခြေအနေနဲ့ပတ်သက်ပြီးကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့မြန်မာအလို့သမားတို့ကအခုလိုပြန်ပြောပြခဲ့တာပါ နိုဝင်ဘာ17ရက်နေ့မနက်ပိုင်းမှာအာနာသိန်းစစ်တပ်ကရွှေကုတ်ကိုအနီးဝန်းကျင်နဲ့နေရာတချို့မှာနေရာစတင်ယူနေပြီးရွှေကုတ်ကိုမြို့ရဲနေရာတချို့မှာလည်းစစ်တပ်ကဝင်ရောက်မှုတွေရှိလာနေတယ်လို့ဒေသခံတွေကပြောပါဗျာ BGF အနေနဲ့အကြမ်းဖက်လုပ်ငန်းတွေကိုနှိမ်နှင်းမယ်လို့ပြောပေမဲ့တစ်ဖက်မှာတော့အကြမ်းဖက်လုပ်ငန်းလုတ်ကိုင်းတဲ့တရုတ်တတိတွေနဲ့အကြမ်းဖက်ကုမ္ပဏီခေါင်းဆောင်တွေကိုတော့ BGF ကဥဆောင်ပြီးအခြားသူတို့ထိန်းချုပ်ထားတဲ့နေမီရီစီကိုရွှေပြောင်းနေရာချပေးခဲ့တယ်လို့ဒီအခြေအနေကိုသိတဲ့ရွှေကုတ်ကိုမြို့တည်ဒေသခံကမြန်မာနောင်းကိုပြောပြပါဗျာ။ တက်ကတော့ဒီအထဲထဲမှာတော့ရှိကြတယ်ပေါ့အခုတစားရောက်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 တော့လာပြီဗျကျိုးပြီးချောင်းခိုင်းတာသူတို့ကခေါင်းကြီးပိုင်းပြီးတော့တချို့တရုတ်တွေဆိုရင်လည်းဒီအဖွဲ့ကြီးကားလေးနဲ့ပဲပေါ့နော်ဒီကျွန်တော်ဒီဝန်ခါတို့ကတော့ကျန်တဲ့သူတို့နေကြတာတခြားဆက်နေမှာပဲပြန်ပြီးတော့အိုက်တယ်ကိုပြန်ပြီးတော့တွင်းနေပေါ့နော်ဝန်ခါတို့ကတော့ဆိုတာကတော့ပါနေနေတဲ့တယ်မှာမပါသေးဘူးအဲ့တော့ဝန်ခါမှာတော့ဒီအိုက်ကြားဆက်နေပတ်သက်လို့ကတော့ဥစ္စာပေါ့ဗျာလေပတ်နေတော့မယ်ပေါ့ချူပချီယာ你看门都关了。 စစ်ကောင်စီတပ်လက်အောက်ခံ BGF ခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်မှူးကြီးစောချစ်သူတီထောင်လာတဲ့မြားဝတီမြို့နယ်ကရွှေကုတ်ကိုမြို့တဲ့ဟာကြားဖြတ်နာမည်ဆိုးနဲ့ကြော်ကြားပါဗါဒ်အွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်လုပ်ငန်းတွေကိုအခုရက်ပိုင်းတွင်အပိသက်ဖယ်ရှားရှင်းလင်းမယ်လို့ BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကနိုဝင်ဘာ18ရက်နေ့ကထိုင်းသတင်းမီဒီယာတွေကိုခေါ်ပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါဒီကမ္ဘာလိုက်ကတီတီကလူလာနေရဒီဒီကြပြအဖေရှားရှင်လေးရေ ကိစ္စကိုဘိုးတို့ကတော့အခုဘိုးတို့တက်ကဒီအစိုးရတာဝန်ရှိသူတွေဆိုရဘိုးတို့ဒီပူပေါင်းပြီးတော့ဘိုးတို့ကတော့တော့လုံးဝပပျောက်နေကြီးဒီရပ်ပိုင်းထဲမှာပဲဘိုးတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပြီးတိုင်ပြန်စားရှင်းလင်းတော့မှာပါ ပြီးခဲ့တဲ့နိုဝင်ဘာ12ရက်နေ့မှာတော့ရွှေကုတ်ကိုမြို့တက်တီထောင်သူရှီချစ်ချင်းကိုကြားဖြန့်ငွေလိမ်မှုတွေအပါအဝင်နိုင်ငံတကာယာစွေးမှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုလွှဲပြောင်းလိုက်ပြီးအမေရိကန်နိုင်ငံကလည်းကြားဖြန့်လုပ်ငန်းတွေကိုအကာအကွယ်ပေးနေတဲ့ DGB ရဲ့တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးကိုစီးပွားရေးတံခတ်ပိတ်ဆို့တာတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ကြားဖြန့်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ တစ်ဖက်မှာလည်းမဲခေါင်လန်ချန်းဒေသ6နိုင်ငံဖြစ်တဲ့တရုတ်မြန်မာကမ္ဘောဒီးယားလာအိုထိုင်းနဲ့ဗီယက်နမ်တို့ဟာကြားဖြတ်လုပ်ငန်းတွေကိုပူတဲ့တိုက်ဖြတ်ရေးအတွက်လှုပ်ဆောင်ချက်တွေအရှိန်မြင့်တင်ဖို့သဘောတူညီခဲ့ကြပြီးရဲ့နောက်မှာမြန်မာစစ်တပ်လက်အောက်ခံကင်းရင်နယ်ကြားဆောင်တဲ့ BGF ကကြားဖြတ်လုပ်ငန်းတွေကိုတိုက်ဖြတ်မယ်လို့အချိန်ကပြောဆိုလာခဲ့တာပါ လက်ရှိချိန်မှာစစ်တပ်နဲ့ BGF ကမြောက်ရီတောင်ဘက်က KK ဘက်အဆောက်အဦတွေကိုကြားဖြတ်နှိမ်နှင်းလုပ်တယ်ဆိုပြီးအဆောက်အုံတရာကျော်ကိုဘုံခွဲပျက်စီးပြနေပြီး KK ဘက်အဆောက်အဦတွေမှာကြားဖြတ်လုပ်နေတဲ့ခေါင်းဆောင်တွေနဲ့တပ်သေးတွေကတော့ရွှေကုတ်ကိုမြို့တည်ကိုပြောင်းရွှေ့လုကန်ခဲ့ကြပါတယ် BGF အနေနဲ့ကြားဖြတ်လုပ်ငန်းတွေကိုတိုက်ဖြတ်မယ်လို့လူသိရှင်ကကြွကြော်ခဲ့ပေမဲ့လည်းသူတို့ထိန်းချုပ်ထားတဲ့နေမြေတွေတဲ့ကြားဖြတ်လုပ်ငန်းတွေများစွာရှိတဲ့နေရာတွေကိုတော့အခုချိန်ထိမတိုးမထိသေးဘူးလို့ဒီအခြေအနေကိုသိတဲ့ဒေသခံတွေကအခုလိုပြောပြပါဗျာ။ အိဇာတရားလေပတ်တယ်အင်းသက်ကိုကိဆိုတာအလားပဲအလားအဲ့မှာလည်းလေပတ်တယ်။ကျွန်တော်တို့လူထဲမှာရှိတဲ့ကြားပြန်ရုံအသေးတွေလည်းအလားကြီးလည်းသူတို့လေပတ်နေတာကိုလက်ရှိရတော့ပြီးတော့အဲ့မှာ UK လို့669ကိုအဲအလားတွေကလည်းသူတို့လေပတ်နေတာကို